Microsoft Word မှာအခုလိုမျိုးပေါ့နော်ကျွန်တော်တေဘယ်တွေဆွဲပြီးတော့မှနံပါတ်စင်တွေအလွယ်တကူတက်မယ်ပေါ့နော်ဒီလိုနံပါတ်တွေအများကြီးအမြန်တက်မယ်ပြီးတော့ရင်ကျွန်တော်စာရွက်တိုင်းမှာ ကျွန်တော်ဒီလိုခေါင်းစဉ်လေးတွေအမြန်တက်တဲ့နည်းလို့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော် NSC ကွန်ပျူတာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဒီနေ့ကျွန်တော်မျှဝေသွားမှာတော့ကျွန်တော်ခဏပြောခဲ့တဲ့အတိုင်းပဲကျွန်တော်အဲ့ဒါလေးကိုလိုက်ပြီးကြည့်ကြည့်အောင်ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်စာရွက်အစ်စ်ပြန်ခေါ်လိုက်ပါမယ် file ထဲကနေ အာဒီ blend ကိုပဲကျွန်တော် diet တိုင်းရင်းလိုက်ပါမယ်နော်ဟုတ်ပြီပြီးတော့တော့ကျွန်တော်ဘာလုံးမှာလဲဆိုရင်ကျွန်တော်ဟိုကိုထုတ်ကျင်တဲ့ A4 စာရွက်ပေါ့နော် A4 စာရွက်ပဲဖြစ်ဖြစ်ကျွန်တော် legal ပဲဖြစ်ဖြစ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်စာရွက် site တွေကျွန်တော်မဖြစ်မနေတော့တောင်းလိုက်ပါမယ်အာ if down လိုက်ပြီ margin တော့ကိုကျက်တဲ့လောက်ထားလိုက်ပါเนาะကျွန်တော်ဟိုအဆင်ပြေတော့ပေါ့လေเนาะဘယ်လိုပဲထားထားကျွန်တော် margin ဒီမှာသွားထားလို့ရတယ်ကျွန်တော်တော့လက်ရှိတိုင်းတလမ တလက်မပတ်လည်နေပဲဆန်းလိုက်မယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တီဗီဆွဲမှာဖြစ်တည်တဲ့ insert ထဲကိုသွားပါပြီးတော့ကျွန်တော်တီဗီထဲကနေမှကျွန်တော် insert တီဗီကိုသွားပါမယ်နော်။ဒီနားမှာကျွန်တော်အလွယ်တကူယူလို့ရတယ်ဒါပေမဲ့ကျွန်တော် row ကအများကြီးယူမှာဖြစ်တည်တဲ့ insert တီဗီကိုသုံးပါတယ်။ပြီးတော့ရင်ကျွန်တော်ဒီမှာ number of column နေရာမှာကိုကြိုက်တဲ့ column ရေးတက်ကိုရေးထည့်မယ် number of row ဆိုတဲ့နေရာမှာကိုကြိုက်တဲ့ row ရေးထည့်ပါနော်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်ဒီနေရာမှာ row ကို100လောက်ယူလိုက်ပါမယ်ကျွန်တော်ဘာမှပြင်ဆင်ရမလို့ဘူး okay လို့နေပေးပါဒါဆိုရင်ဒီအောက်မှာ ရိုးတရာဝင်သွားပြီပေါ့နော်အဲ့တော့မှကျွန်တော်ကခေါင်းစဉ်လေးရေးကြည့်ကြည့်အောင်ခေါင်းစဉ်ကိုကျွန်တော်အော်ဒီမှာပြောဖို့တစ်ခုရှိတယ်ကျွန်တော်ဖောင်းလေးပြောင်းအောင်မယ်နော်ဖောင်းကဒီတကွက်ထဲနေပြောင်းလို့မရအောင်နော်ဒီမှာကျွန်တော်အဲ့ဒီကွက်မှာပြီတော်စုဖောင်းဖောင်းဆိုင်စနစ်ယူရဲဆိုရင်ဒီတကွက်ပဲဖြစ်နေလိမ့်မယ်ဂျန်နယ်ဆဲကွက်မှာမရှိဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်အားလုံးဆက်လက်မှတ်ပါပြီးတော့ရင်ကျွန်တော်တို့ပြီတော်စုဖောင်းဖောင်းဆိုင်ကစနစ်ပါနော်ရတယ်ကျွန်တော်ဒီ select on နဲ့ပေးလိုက်တာမျိုးတချို့မလိုတဲ့ဟာတွေကိုပါလာတာမျိုးပြန်ပြောက်သွားတာနော်ဟုတ်ပြီဒါဆိုကျွန်တော်မြန်မာစာဖွင့်မယ် ဆင်လို့ရေးလိုက်ပြီးပြီးနောက်တစ်ခွက် keyboard ကနေ tab key ကိုနှိပ်လို့ရတယ်เนาะပြီးတော့ကျွန်တော်အမီလို့ရေးလိုက်မယ်အာပြီးတော့ကျွန်တော်ခဏဗာရေးထားလဲကျွန်တော်ပြန်ကြည့်လိုက်ပါအောင်အာ yahoo မြို့နယ်လောက်တက်ပါเนาะဟုတ်ပြီဒါဆိုရင်အာ yahoo tab ပြီးတော့ရင်မြို့နယ် tab လောက်တက်ပါเนาะဒီလိုလေးရေးလိုက်မယ်အဲ့တော့သူ့အလဲစနာပို့မယ်ဆက်လက်မှတ်ပါဒီကနေ့စနာပို့လိုက်လို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နံပါတ်စင်တက်ကြည့်အောင်ပါနံပါတ်စင်ကိုတက်ချင်လောက်အကုန်လုံးကိုကျွန်တော်ဆက်လက်ပေးလိုက်ပါမယ် အကုန်လုံးပေါ့နော် mouse နဲ့ဖြည့်ပြီးတော့ဆွဲသွားလိုက်မယ်။ဟုတ်ပြီဒီနားထိရောက်သွားတယ်။ဟုတ်ပြီအဲ့ဆိုကျွန်တော်နံပါတ်စင်တွေအဲဗနာတက်တက်မယ်ဆိုကျွန်တော်ရှေးတစ်ခေါက်တော့ပြောခဲ့ပူပါတယ်เนาะကျွန်တော်နံပါတ်ရင်းနဲ့တော့မှာဒီမှာကိုကျက်တဲ့နံပါတ်ရင်းယူလိုက်လို့ရတယ်เนาะအဲပုံမှန်အပြည့်ဆိုကျွန်တော်မိတ်ဆွေတို့ကွန်ပျူတာထဲမှာအခုလိုမျိုးဒီလိုမြန်မာနံပါတ်ဒီမှာပေါ်ဘူးပေါ့เนาะမြန်မာနံပါတ်ဒီမှာပေါ်ဘူးပြီးတော့ရင်အဲကျွန်တော်ဒီလိုလက်သေးခွင်းနေလဲပါမှာမဟုတ်ပါဘူးဒါဆိုဘယ်လိုလုပ်အောင်လဲကျွန်တော်နမူနာပြန်ပြောပြပါမယ်เนาะကျွန်တော်အစ်စ်ထည့်ဖို့အတွက်ဒီမှာ define new number format ကိုသွားမယ် အဲဒီမှာနံပါတ်ဆိုတဲ့နေရာနာမှာပေါ့နော်ကျွန်တော်123ဖြစ်နေခဲ့တဲ့ဆို found ထဲဝင် found ထဲဝင်ပြီးတော့ကျွန်တော်ဒီ found နေရာမှာပြည်တော်စုနံပါတ်ဆိုတဲ့ found လေးရှာပေးရမှာဖြစ်ပါတယ်နော်ပြည်တော်စုနံပါတ် found ရှာပေးပါရိုးရိုးပြည်တော်စုမရပါဘူးရိုးရိုးပြည်တော်စုဆိုရင်ကျွန်တော်တို့ဒီမှာအင်္ဂလိပ်လိုနံပါတ်1ပဲဖြစ်နေပါလိမ့်မယ်ဒါကြောင့်မို့ပြည်တော်စုနံပါတ်ဆိုတဲ့ found ယူ okay လို့နှိပ်ပါပြီးတော့ကျွန်တော်ဒီနေရာမှာဟိုပုံမှန်အပြည့်စုသူကလက်သေးခွင်းနဲ့မပါဘူးပေါ့နော်ကျွန်တော်ဘာနဲ့လာလဲဆိုရင်ကျွန်တော်ဒီလို DOS အဆက်ကလေးနဲ့လာနေလိမ့်မယ်ဒီလိုမျိုးလေးအဲ့တော့မှကျွန်တော်တို့ကကိုထည့်ကျင်တဲ့ဟာကိုအဲ့ဒါလေးဖြတ်ပြီးတော့ပြန်ထည့်လိုက်ရတယ်နံပါတ်1တော့သွားဖြတ်လို့မရအောင်နော်ဟိုကကျွန်တော် down ခွင်းနဲ့စမ်းကြည့်လိုက်မယ် sorry အော် down ခွင်းထည့်လိုက်တယ်ကျွန်တော်ဒီမှာ bracket လက်သေးခွင်းပါပြီးသားမလို့ကျွန်တော်ဒီ down ခွင်း bracket လေးထည့်လိုက်တယ် okay ပါဒါဆိုဒီမှာနမတ်စင်နေအားလုံးတက်ပြီးသွားပါပြီဗောနော်ပြီးတော့ကျွန်တော်ဒီ line လေးကကျင်နေလို့ကျွန်တော်စင်ရွက်ကိုကျင်လိုက်ပါမယ် အဲ့လိုကျင်းရင်ကျွန်တော်နံပါတ်တရလေး line မပါသွားဘူးအဲ့ဒါနံပါတ်တရဒီဘက်ကို line ရွှေ့ရှင်နေဆိုကျွန်တော်တစ်ချက်နှိပ်လိုက်ဒါမှနံပါတ်တရအကုန်လုံး select ဖြစ်သွားပြီးမှနံပါတ်ကိုဖိပြီးတော့ဒီဘက်ကိုရွှေ့လိုက်လို့ရပါတယ်ဒီရဲရဲဖိလိုက်ရတယ်နော်စာလုံးတက်တက်ကိုဖိပြီးတော့မှဆွဲရှိလိုက်လို့ရတယ်ပြီးမှဒီ line လေးကထပ်ပြီးကျင်းလိုက်ပါ အဲကျွန်တော်ဒီကနေရောညှိလို့မရဘူးလားဆိုရင်ကျွန်တော်ညှိလို့ရတယ်တခါကျရင်ကျွန်တော်ဆဲကွက်ကအရင်ကျင်းနေမညှိမှာဆိုလို့ကျွန်တော်တစ်ချက်နှိပ်လိုက်ဒါဆိုရင်အကုန်လုံးဆက်လက်ဖြစ်သွားပြီပြီးမှမောက်စနဲ့ဖြူရှူလိုက်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်နောက်ထပ်တစ်ခုချက်ကြည့်မယ်အဲ့ဒါဘာလဲဆိုတော့ခေါင်းစဉ်ပါ ျွန်တော်ပထမအောင်ဆုံးစာရွက်မှာကျွန်တော်ခေါင်းစဉ်ရေးခဲ့တယ်ဒုတိယစာရွက်ကျန်တဲ့စာရွက်တွေမှာကျွန်တော်ခေါင်းစဉ်မရှိဘူးပေါ့နော်အဲ့ဒါတွေကျွန်တော်ခေါင်းစဉ်တွေအကုန်လုံးလိုက်ပါလာဖို့ဆိုရင်ကျွန်တော်ဒီနားလေးမှာခေါင်းစဉ်နားမှာကာစာရှာပေးပါပြီးတော့လေးအောက်တက်ကိုသွားမယ်ပြီးတော့ဒီမှာ rabbi head rabbi header ဘောနော်ဒီခေါင်းလေးနှိပ်ရမှာဖြစ်တယ်ကျန်တဲ့နေအောင်နှိပ်ထိုင်မပေါ်ဘူးနော်သူကနော်ခေါင်းစဉ်ကိုနှိပ်ထားပေးပြီးတော့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ နေလိုက်ရင် အောက်မှာလည်းအော်တိုတကာတည်းပါသွားပါပြီပေါ့နော်ဟုတ်ပြီအဲဆိုဒါကကျွန်တော်နံပါတ်စဉ်တက်တဲ့နီးနဲ့အဲကျွန်တော်ဒီစာရွက်တိုင်းမှာခေါင်းစဉ်ပါလောင်လို့သတ်မှတ်တဲ့နီးဖြစ်ပါတယ်အဲတကယ်တမ်းတော့ဒါအိတ်ဆဲမှာသွားလို့ရင်တော့အရင်လွယ်တယ်ကျွန်တော် Microsoft Word မှာပဲသုံးကျင်တဲ့လူအတွက်ဒါလီနဲ့မျှဝေလိုက်တာဖြစ်ပါတယ်ပေါ့နော်။ဟုတ်ပြီဒါဆိုကျွန်တော်သူ့ကိုကိုယ်တိုင် print ထုတ်မယ်ဆိုရင်တော့ file ထဲကနေ print လုံးနှုတ်မယ်။အဲပြီးတော့ကျွန်တော်ဒီ printer set ရွေးပေါ့နော်။ ကျွန်တော်တို့ဘာမှပြင်စရာမလိုကျွန်တော်အထက်မှာပြင်ပြီးသားဆိုရင်ဒီမှာအားလုံးပြင်ပြီးသားပါ printer property တဲဝင်မယ်အဲကျွန်တော်ဘာပြင်မှုရှိလဲဆိုတော့ကိုကဘာဆက်ကူနဲ့ထုတ်มาလဲပေါ့နော် plain paper လာကျွန်တော် absorb matter absorb matter တော့ကျွန်တော်တနည်းမှတ်မယ်ဆိုရင်ဒီဓာတ်ပုံဆက်ကူတွေကိုပြောတာပေါ့နော်ဆက်ကူအထူတွေကိုပြောတယ်အဲကျွန်တော်အနည်းထုတ်မလားအမြန်ထုတ်မလားပုံမှန်အဖြစ်ဆိုတော့ high နဲ့ထုတ်တော့ပိုကောင်းပါတယ်နော်ဟုတ်ပြီ ပြီးတော့ကျွန်တော်ဒီ print ဆိုတဲ့ဟာလေးနှိမ့်လိုက်ရပါပြီအဲကျွန်တော်အကယ်၍ဒီလိုမျိုးကိုယ်တိုင် print မထုတ်ဘူး printer လည်းမရှိဘူးတခြားနေရာကိုသွားထုတ်ရမယ်ဆိုကျွန်တော်ကဒီလို raw file နဲ့ကူးသွားလို့အဆင်မပြေဘူးအဲကျွန်တော်ကူးသွားတဲ့တခြားကွန်ပျူတာထဲမှာတခါတလေကျရင်ကျွန်တော်ဒီမြန်မာစာတွေ error ဖြစ်တတ်သည့်အတွက်ပေါ့နော်အဓိကဖြစ်တဲ့ပြဿနာကတော့ကျွန်တော်ဒီမြန်မာစာ error ဆိုတာကိုထည့်တဲ့စနစ်နဲ့သူတို့ထဲမှာထည့်ထားတဲ့ဒီ မြန်မာစာစနစ်မတူတာပေါ့ကိုကဒီမှာပြည်တော်စုသုံးတယ်သူတို့နားမှာကျတော့ဒီတခြားဇော်ကြီးလက်ွက်တွေသုံးတယ်မြန်မာသတိတွေသုံးတယ်ဆိုကျွန်တော်အနှဲငယ်လေးလွှဲလျှော်တက်လို့ပါနော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီ export ထုတ်ပေးရမယ် create pdf file မှာနော်မေဆူရကွန်ပျူတာမှာတော့ဒီကနေပဲစပါမယ်နော်ဟုတ်ပြီပြန် create pdf file နဲ့သွားမယ်ပြန်ကိုထုတ်ရှင်တဲ့နေရာရွေးပြီးရင်ထုတ်လိုက်လို့ရပါတယ်နော်နာမည်တော့ပြီးလိုက်ပါအောင်နော်ကျွန်တော်တော့မပြီးတော့ဘူး publish ဒါဆို file တစ်ခါတည်းပွင့်လာလိမ့်မယ်နော်ကျွန်တော်ပုံမှန်ဟိုဒီလို PDF file လောက်တယ်ဆိုပွင့်လဲမပွင့်လာရင်လည်းကျွန်တော်အပြင်မှာသွားကြည့်လိုက်ပါဟောဒါဆိုဒီမှာရောက်လာရင်နော်အဲဆိုခဏနေဟာဒီ PDF file ဖြစ်သွားပါပြီဖုန်းနဲ့လည်းကြည့်လို့ရတယ် တက်ဘလက်နဲ့လည်းကြည့်လို့ရတယ်ဘယ်ဟာနဲ့မှမဆိုကြည့်လို့ရပြီအာပြောမယ်ဆိုသူက PDF ဖိုင်ဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင် ebook လို့ခေါ်တာပေါ့နော် electronic book လို့ပြောပါတယ်ဟုတ်ပြီဒါဆိုရင် line လို့ကြည့်ပါ line လို့မရလုံးလို့မရတဲ့ဟာတွေရှိတယ်ဆိုကျွန်တော်တို့အာ messenger မှာပြန်ပြီးတော့လာမေးပေးပါအာပြီးတော့ကျွန်တော်တို့ youtube channel ကိုလည်း like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုအပ်ပါတယ်ကျွန်တော် channel ကိုရှာမတွေ့ဘူးဆိုရင်ကျွန်တော်တို့ဒီသင်တန်းနာမည်ဝယ်ရိုက်ရှာလိုက်လို့ရပါတယ်နော်ဟုတ်ပြီအားလုံးအဆင်ပြေကြပါစေခင်ဗျာ